ဟင်းဝင်းရပေါ်ထားတဲ့မြေတားကြောင့်အမျိုးသမီးကောင်းဖြစ်တာသတ်မှတ်ခံရတဲ့စိုးပြစ်တစဉ်မင်္ဂလာပါပရိသတ်ကြီးအားလုံးသိကြတဲ့အတိုင်းစိုးပြစ်တစဉ်ကဟင်းဝင်းရနဲ့ချစ်သူဖြစ်တဲ့အကြောင်းကိုပြီးခဲ့တဲ့ချက်ပိုင်းကမှလူသိရှင်ကြောင့်ကြော်ညာခဲ့တာပါသူတို့ညောက်ကချစ်သူတန်း6နှစ်ကျော်မှတရားဝင်တည်ပြတာဖြစ်တယ်လို့မကြခင်မှာလက်ထွက်တော့မှာမို့ပို့ပြီးတော့လေအာသိငယ်ကြပါရင်ဒါအပြင်ဟင်းဝင်းရပေါ်ထားတဲ့စိုးပြစ်တစဉ်ရဲ့မြေတားတရားကောင် လူတွေပေါ်ပို့ပြီးတော့အားသိစေခဲ့ပါတယ်။အားလုံးတိကျတဲ့အတိုင်းဟင်းဝရံကအသက်20ရွှေမှာဝိုင်းစုကိုင်နေနဲ့ခိုးရလိုက်ပြစ်က အခြေဦးရှိခဲ့ပြီးသားပါ။ဒါပေမဲ့ဆိုဗီယက်တစင်ကတော့ဟင်းဝရံနဲ့မှပထမဆုံးချက်ကိုဖြစ်ခဲ့ရဖြစ်ပါတယ်။ဆိုဗီယက်တစင်ကရှေ့မှာတော့ဘသူနဲ့မှရေးစားမထားဘူးပဲဟင်းဝရံနဲ့မှပထမဆုံးရေးစားထားဘူးတာလို့သိရပါတယ်။ပထမဆုံးအခြေဦးဖြစ်တယ်လို့ပထမဆုံးရေးစားဆိုလည်းမမှားပါဘူး။ဟင်းဝရံဘက်က ဆိုဗီယက်တစ်စင်ကိုချစ်ခွင့်ပန်တဲ့အချိန်မှလည်းတော်တော်ချင်ယူခဲ့ရလို့သိရပါတယ်။အကြောင်းရင်းကတော့ဆိုဗီယက်တစ်စင်က သူ့ဘဝမှာချစ်သူဆိုလဲတယောက်ပဲရှိကျင်တယ်လို့အဆိုပါချစ်သူနဲ့လက်ထပ်ချင်တာကြောင့်ဖြစ်ပါတယ်။အမျိုးသားသူတွေကတော့သူ့ရဲ့ချစ်သူရောခင်မွေးရောဖြစ်ရမယ်လို့ဆုံးဖြတ်ထားကြောင်းပါ။ကန့်တာမပါရင် ခွဲခေါအောင်ရမယ်ဆိုပေမဲ့လေရေးစားများတဲ့အမျိုးသမီးအဖြစ်ဆိုဗီယက်တစ်စင်ကမဖြစ်ချင်တာပါ။ကံကိုချဲ့လေလို့မရအောင်ဆိုပေမဲ့ကြီးစားမြောက်သူဘက်က အတက်နိုင်ဆုံးနေထိုင်ခဲ့ရပါတယ်။သူ့ကိုလာပြီးတော့ကမ်းလှမ်းတဲ့သူတွေရှိပေမဲ့သူလက်ထက်ချင်တယ်သူမဖြစ်တာမို့လက်မခံတာများပါတယ်။ချစ်သူဖြစ်ပြီးမှလက်ထက်ဖို့ကိုလည်းစဉ်းစားကြမယ်ဆိုတာထက်ဒီလူကိုတော့ဘဝရဲ့နောက်ဆုံးချိန်ထိလက်ခံနိုင်တဲ့တည်းချစ်လားဆိုတာကိုတော့စိုးပြီးတစ်စင်အတွေးပါတယ်။ဟင်းဝရန်ကချစ်ခွင့်ပြလာတဲ့ချိန်မှလည်းစိုးပြီးရဲ့ရှင်ထဲမှာဘသူ့မှမဖြစ်ဘူးတဲ့ချစ်တွေဖြစ်ခဲ့ဘူးပါတယ်။ဆိုဗီယက်တဆင်ဟာဟင်းဝရန်ကိုဘသူနဲ့မှမတူအောင် ချစ်ခဲ့မိလို့လေသူ့ဘဝအခြေအနေစီစာအဖြစ်ရွေးချယ်ခဲ့ပါတယ်ဟင်းဝရန်ကတော့စူပိတစင်ကိုတတ်တန့်ရအာမတ်တစ်ဆိုရဲဗီဒီယိုစကားလေးမှာပထမအဆုံးစာချင်းမိခဲ့ရဖြစ်ပါတယ်ချစ်သူဖြစ်ချင်းမှာလည်းနေရာလောက်က လက်ထပ်မယ်လို့ရည်ရွယ်နေမိခဲ့တာပါဒါကြောင့်မို့လက်ထပ်မယ့်အစီအစဉ်နဲ့ချစ်သူတတ်တန့်6နှစ်ကိုဖျက်တမ်းလာခဲ့ကြဖြစ်ပါတယ်ဟင်းဝရန်နဲ့စူပိတစင်တို့ကချစ်သူဖြစ်ပြီးဆိုကြတဲ့ကနှစ်ဖက်မိဘကိုအတိပေးထားခဲ့ကြတာပါ မိဘတွေကလည်းသူတို့ချစ်သူတွေဖြစ်နေစွာကိုသိကြပါတယ်။ဒါအပြင်လက်ထပ်ဖို့ကလေးအခုမှထပြီးစဉ်းစားမျိုးမဟုတ်ပဲ2025နှစ်စကလေးကကြိုတင်စီနေကြဖြစ်ပါတယ်။ဒါကြောင့်မို့ဆိုပြတဲ့စဉ်ကအိမ်တွေတိတ်ခါရှိအမျိုးသမီးဖြစ်အတိမတ်ပြုခံနေရဖြစ်ပါတယ်။သူတို့နှစ်ယောက်ကြားကအရေးကြီးတဲ့အကြောင်းအရာတွေကိုမင်္ဂလာပွဲမှာ surprise နေနေကြော်ညာသွားမှာဖြစ်ပါတယ်။ဒါအပြင်မင်္ဂလာပွဲကျင်းပမဲ့နေ့ရက်လေသူတို့နှစ်ယောက်ရဲ့အရေးကြီးဆုံးအထိမ်းအမှတ်နေ့တွေကလည်း တခုဖြစ်မယ်လို့သိရပါတယ်။အမျိုးသမီးကောင်ဖြစ်တတ်မှတ်ခင်ရတဲ့ဆိုပြတဲ့စင်အပေါ်အမြင်လေးတို့ကလည်းရေးသားပေးခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါ။ဒီနေ့တော့ဒီလောက်နဲ့ပဲဆက်နားလိုက်ပါစီ။အခုလိုစိတ်မဆာချအကြောင်းအရာတွေကို နေ့စဉ်တင်ဆက်ပေးညဖြစ်လို့ကျမတို့ရဲ့ channel ကိုလည်းအားပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုအားပေးကြတဲ့ပရိသတ်တရားဆက်တော်ကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါပါစေရှင်။